တော့မဟုတ်ပါဘူးလို့ဒါကတော့ခြံနောက်ဖိမှာပေါ့နော်မီးဖို့ဆောက်ဖို့အတွက်အာ loss ကိုသွားပြီးတော့ကြောက်ခဲတွေသွားဝယ်တဲ့ဗီဒီယိုလေးအကြောင်းမဖြစ်ပါတယ်လို့ဆိုတော့ဘာဖြစ်လို့မီးဖို့ဆစော ကမလုပ်ဖြစ်လဲဆိုတော့အစကျတော့ဒီဟိုပါပေါ့နော် governance standard လို့ထားတဲ့မီးဖို့လေးတစ်ခုရှိရယ်ဆိုတော့နှစ်တိုင်းဆောင်းလွှဲမှဆိုရင်ပေါ့နော်တိကိုင်း6တိတိရွဲ6တိမီးရှိုးရတာပေါ့နော်ဆိုတော့ ။ဘာဖြစ်လဲဆိုတော့အဲ့ဒီကနေမီးရှို့တဲ့ခါကြလို့ရှိရင်သူကလေဘေးနာမြက်တွေအကုန်လုံးလောင်လောင်သွားပြီးတော့နောက်နေ့ကျရင်အဲ့နာကြီးကမီးကွင်းပြီးတော့ပေါ့နော်။ပြောင်ပြောင်ရင်းဖြစ်နေတဲ့ခါကျတော့ဟဲငါတိတိချာချာပေါ့နော်။မီးတက်တက်ဖိုထားတဲ့နေရာတက်တက်ရှိမှဖြစ်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပြီးတော့ဒါ loss ကိုသွားပြီးတော့ပေါ့နော်။ငါဝက်လောက်တော့မယ်ဆိုပြီးတော့သွားနေတာပေါ့နော်။ဆိုတော့ဒါကတော့ငါဒီနေ့မီးဖိုအတွက် ပတ်သက်တာပေါ့ဝင်မယ်ပေါ့နော်ကျွန်တော်မဝယ်ဘူးဆိုပြီးတော့အာစိတ်ကိုအရန်ကိုပေါ့နော်ခိုင်ခိုင်ထားပြီးတော့သွားတာပန်းနေရလည်းအများကြီးပေါ့နော်ဝယ်ချင်တာမှရရဆက်ဆိုတော့ဒါကတော့တကြီးကြောက်တုံးပေါ့နော်ကြောက်တုံးတုံးကိုသူကတော့ဒေါ်လာနဲ့88ပြပေးရပါတယ်လို့စုစုပေါင်းကြောက်တုံးက33ဒေါ်လာမတည်ကုန်သွားတယ်ပေါ့နော်ဆိုတော့စုစုပေါင်းဟိုဒါကတော့ပထမအတုပ်ပေါ့နော်ဘာဘာကြောင့်လဲဆိုတော့ကြောက်တုံးတုံးကပေါင်20လေးဆိုတော့ကားထဲမှာအနောက်ခံထဲမှာကျတော့ ထည့်ရင်ဆန်တော့ဆန်တယ်ဒါပေမဲ့အကုန်လုံးထည့်လိုက်ရင်ဝိတ်အများများပြီးတော့ဟိုဖြစ်သွားမှာကားဖရိန်ထိသွားမှာဆိုလို့ပေါ့နော်ဒါကတော့ပေါင်ဘယ်လောက်ဖြစ်သွားမလဲပေါင်300လောက်ရှိသွားမယ်ထင်တယ်အဲတော်တော်လေးကိုလေးတယ်ပေါ့နော်ဖြစ်ချင်တော့အဖေါ်လည်းမပါဘူးဆိုတော့အဲတယောက်ထည့်အသေးတွန်းပြီးတော့ကားပေါ်ပြန်တင်ပေါ့တော်တော်လေးပြိုင်ပါတယ်လို့ဒါကတော့ပထမအတုပ်ပေါ့နော်ဆိုတော့လောက်မယ်လို့ထင်တာပေါ့အလုံး30တော့ဝယ်တာဒါပေမဲ့တကယ်တမ်းကျွန်တော်တော့ထား ဟိုဟာလမ်းဒီထဝယ်လိုက်ရတယ်နောက်တစ်၄တုံးလား၅တုံးလားမသိပြန်ပြန်သွားဝယ်ရတာပေါ့နော်စုစုပေါင်းဆိုတော့ဒီအမဲရောင်တန်ကွင်းလေးကတော့အမေဆုံးကဝယ်တာပါလို့ဆိုတော့ tax နဲ့ပါနဲ့အပီး44ဒေါ်လာ55ပြကြတာပေါ့နော်ဆိုတော့ဒီအမဲရောင်ဒီတန်ကွင်းလေးကတော့မထိန်လည်းရတာပေါ့နော်ထဲ့လိုက်ရင်တော့နည်းကြည့်လို့ကောင်းတာပေါ့နော်မထိန်လည်းရပါတယ်လို့ဆိုတော့ဒါကတော့ပထမဦးဆုံးအဝိုင်းကလေးဖြစ်အောင်ပေါ့နော်အာ အရင်ဟွာလောက်ပါတယ်လို့ပြီးတော့မြေရမညီတဲ့ခါကျတော့ဒီကြောက်တုံးတွေရဲ့အောက်မှာပေါ့နော်တဲနဲ့ကြောက်အိမ်မှာဂျန်သေးတဲ့ကြောက်စရစ်တွေကိုတုံးပြီးတော့မျက်နှာပြင်ကိုညှိအောင်ညှိအောင်ညှိပါတယ်လို့ဆိုတော့တော်တော်လေးကောင်းစားပါတယ်ဒါဟိုတိတိချာချာတော့တိုင်းလာပဲပေါ့နော်ဒါပေမဲ့နောက်ဆုံးကျတော့မညီဘူးပေါ့နော်မညီရဲတိတ်တော့မသိတာဘူးလို့ထင်တော့ဒီတိုင်းပဲထားလိုက်ပါတယ်လို့ဒါကတော့စုစုပေါင်းပြောမယ်ဆိုရင်အာ အလုပ်ကပြန်လာတဲ့ချိန်ပေါ့နော်ညနေခင်းနှစ်ခုပေါ့ညနေခင်းနှစ်ခုကုံသွားတဲ့အာ project လေးပဲဖြစ်ပါတယ်လို့ဆိုတော့လက်မောင်းနေတော်တော်အောင်းနေဘာကြောင့်လဲဆိုတော့ကြောက်သုံးနေရလဲတော်တော်လေးရပြီးတော့အင်းရှိမှာကားကို park ပြီးတော့အိမ်နောက်ဖေးကြီးကြောက်သုံးကိုသုံးချင်းတည်လာရတာဆိုတော့တော်တော်လေးတော့လက်ဝင်တဲ့ project ပါလို့ဒါပေမဲ့ပြီးသွားတဲ့အခါကျတော့လဲအတော်လေးကိုချိန်နှက်ရတဲ့ project လေးတစ်ခုလေးဖြစ်ပါတယ်လို့ thank mm -hmm. you